အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကဒီနေ့ဆရာကြီးများတန်းတင်ရေးသားထားတဲ့မိမတို့အကြောင်းဆိုတဲ့ဆောင်းပါးများစုစည်းမှုတွေကနေပြီးတော့ခေါင်းစဉ်အငယ်လေးတစ်ခုကိုဖတ်ပြပေးချင်ပါတယ်။အိမ်အောင်ရှင်ဖြစ်ချင်ပင်မယ်။အမေကနောက်တစ်ခါဆိုရင်တော့ညီမလေးရဲ့အလှဲ့ပဲ။တမီးအကြီးဆုံးဖြတ်ပေးတော်လို့ပြောတတ်တယ်။ဒီလိုနဲ့တမီးကြီးဟာတပြေးပြေးဟိုင်းတာနဲ့အမျှသူ့အဖို့အခွင့်ရေးဟာလေး တဖြည်းဖြည်းနင်းလာတော့တယ်ဆိုတာကို သိလာခဲ့ရတယ်။ဟိုင်းလာပြီပေါ့။ဟိုင်းလာတာနဲ့အမျှသူ့ကိုချေးဆိုးပွဲခဲ့တဲ့သူတွေအကြီးအတွက်ဒါမှမဟုတ်သူ့ကိုလက်ထပ်ဖို့ကမ်းလန်းသူအကြီးအတွက်ဟာလဲတဖြည်းဖြည်းနင်းလာတော့တယ်။သူဟာတိုးအုပ်တအုပ်နဲ့အလဲခံရတဲ့အာရက်တောင်ပေါ်သူလုံမာလေးတယောက်လိုရွေးချယ်ဖို့အလွန်လန်းနေပါသွားပြီးတော့သူများရွေးမှသူများကစင်တော်ကောက်မှထင်ပေါ်မဲ့ဘွားမျိုးရောက်သွားပြီပေါ့ စည်းစိမ်ဥစ္စာလည်းမရှိဂုံအစင်တန်းလည်းမရှိတော့သော ထို့အပြိုဟိုင်းများအဖို့တော်ကရေငုံနှုတ်ပိတ်လောက်ခါပေါ်လာမိအခွင့်ရေးကိုစောင့်ဖမ်းရန်သာရှိပေတော့တယ်လို့စာရေးဆရာကိုလက်ကရေးခဲ့ပါတယ်အထက်တန်းတော်အတန်းဝိုင်းများမှာတော့ဒီလောက်ပြောင်ပြောင်တင်းတင်းမကြပဲတိမ်တိမ်မွေ့မွေ့နဲ့အိမ်အောင်ဘက်ရွေးလေးရှိကြတယ်မိန်းကလေးများဟာအမေတွေရဲ့အကဲခတ်နေတဲ့မျက်လုံးတွေ ရှေ့မှောက်မှာပဲယောက်ျားကလေးတွေနဲ့တွေ့ဆုံဝင်ရကြတယ်မိန်းကလေးတွေဟာလည်း နည်းနည်းပိုပြီးလွတ်လပ်မှုရကြတယ်လေအပြင်ကိုတယောက်တည်းထွက်ခွင့်ရကြတယ်သင်္ဏန်းတို့ဘာတို့ကိုတက်ခွင့်ရတယ်ပြီးတော့ယောက်ျားလေးတွေနဲ့ရင်မောင်တန်းလုပ်ရတဲ့လုပ်ငန်းတွေမှာအလုပ်လုပ်ခွင့်ရှိကြတယ်1945ခုနှစ်1948ခုနှစ်တည်းကြားမှာမတ်တန်လဗရီကဘလက်ဂျီယန်လူလက်တန်းစားမိန်ကလေးတွေထဲမှာလွတ်လပ်စွာအိမ်နောက်ဘက်ရွေးချယ်ခွင့်ပြဿနာနဲ့ပတ်သက်လို့စစ်တမ်းတစောင်ကောက်ပြီးသူတွေသည်ပြုလုပ်ခဲ့တယ် သူ့ရဲ့သူတေသနာပြုချက်ကိုနည်းနည်းကောက်နှုတ်ချက်ဖော်ပြချင်ပါတယ်။သူစစ်တမ်းအရ1935ခုနှစ်မတိုင်မီတုန်းကဘလက်ဂျီယန်လူလက်တန်းစားအမျိုးသမီးတွေထဲမှာလူကြီးမိဘကစီစဉ်ပေးတဲ့ထိညာမှုတွေအများကြီးရှိခဲ့ပေမဲ့တလေးဟာပျောက်ကွယ်သွားတဲ့သူတို့စီမှာတော့ရိုမန်ကက်သလစ်ဘာသာဝင်တွေဖြစ်တဲ့အတွက်ခါတိုင်းဆိုရင်သူတို့ရဲ့လက်ထက်ထိညာမှု ကိစ္စတွေကိုလူကြီးမိဘတွေကတော့၎င်း ရင်ဂျင်ဖုံးကြီးတွေကတော့၎င်းစပေးစာယူအဆက်အသွယ်ဖြစ်တော့၎င်းစီစဉ်လေးရှိကြပါတယ်။နောက်ပိုင်းမှာတော့သူတို့လက်ထက်ထိမ်းမြားရေးကိစ္စဟာလူမှုဆိုင်ရာ brain ညံပြုတ်တဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။မြန်မာဗုဒ္ဓဘာသာ ထုံးနှံဥပဒေတွေမူလက်ထက်ထိမ်းမြားရေးကိစ္စသည်မူလကလေးကလူမှု brain ညံဆိုင်ရာ ကိစ္စတည်းရဖြစ်ခဲ့သည်။သူစစ်တမ်းအရ blendian လူလက်တန်းစားတွေထဲမှာလူမှု brain ညံတည်းရအနေနဲ့ အိမ်အောင်ဘက်ရွေးချယ်သူဟာ44ရာခိုင်နော်လုတ်ဖို့ကိုင်ဘက်ဒါမှမဟုတ်ကျောင်းသွားဖို့ကျောင်းသွားဘက်မှုလို့အိမ်အောင်ကြသွားကြတာက22ရာခိုင်နော်အတီကျွမ်းဖြစ်လို့လေရင်ပက်ရင်ရင်းနှီးသွားလို့အိမ်အောင်ကြသွားတာက20ရာခိုင်နော်ဖြစ်ပါတယ်ကလေးဘွားကလေးကခင်မင်းရင်းနှီးခဲ့ပြီးအိမ်အောင်ကြသွားတာဒီကတော့အလွန်နည်းတယ်လို့ဆိုပါတယ်ဒီထဲမှာအိမ်အောင်ဘက်ပြုကြသူများရဲ့30ရာခိုင်နှုန်းနဲ့80ရာခိုင်နှုန်းကြားကတော့ အများအပြည့်ငွေရေးကြေးရေးဟာအ धिक အခန်းကဏ္ဍပါတယ်လို့ဆိုကြပါတယ်။မိဘတွေထဲမှာတော့48ရာခိုင်နှုန်းဟာတမီးတွေကိုအိမ်အောင်ပြုပေးတင်ကြပြီးတော့18ရာခိုင်နှုန်းကတော့သူတို့တမီးတွေကို အပြုဘဝမှာပဲနေစေခြင်းကြတဲ့။မိန်းကလေးတွေထဲမှာတော့တိတ်အိမ်အောင်ပြုကျင်တာက38ရာခိုင်နှုန်းရှိတယ်။မအောင်မြင်တဲ့အိမ်အောင်ရဲ့အမျိုးအစားတကူတဲ့အပြုကြီးလှုပ်ချင်သူတွေက29ရာခိုင်နှုန်းပဲရှိတယ်လို့ဆိုပါတယ်။ ဒါဟာဘလက်ဂျန်ပြည်သူလူတပ်တန်းစားတွေကကောက်ယူထားတဲ့စစ်တမ်းဖြစ်ပါတယ်။ပြင်သစ်ပြည်မှာတော့ဒီလိုတည်တည်ချာချာကောက်ယူထားတဲ့စစ်တမ်းမျိုးမရှိသေးပါဘူး။ဒါပေမဲ့ပြင်သစ်ပြည်ကလူလက်တန်းစားအခြေအနေတွေဟာအတူတူလောက်ဖြစ်နေတာမို့စရင်ကောက်ယူရင်လည်းအလားတူအဖြစ်မျိုးပဲပေါ်ထွက်လာနိုင်တယ်လို့မျှော်လင့်ရတယ်။စစ်ဆက်ကြောင်းလန်းပြီးမှဒါမှမဟုတ်စီစဉ်ပြီးမှအိမ်အောင်ပြုတဲ့ကိစ္စတွေဟာပြင်သစ်ပြည်မှာတော်တော်များပါတယ်။ ကဘာပေါ်မှာပြင်သစ်ပြီးဟာအများဆုံးတော့ဖြစ်လိမ့်မယ်ထင်ပါတယ်ဒီလိုကိစ္စမျိုးမှာအောင်သွဲလုတ်ပေးနေကြတဲ့ကလပ်တွေလည်းအများကြီးရှိပြီးတော်တော်လေးစီးပွားရေးလမ်းဖြောက်ကြပါတယ်တခြားမကြည့်ပါနဲ့သတင်းစာတွေထဲမှာသရိုးသမီးအလိုရှိသည်သရိုးသားအလိုရှိသည်ဆိုတဲ့ကြော်ညာတွေကိုကြည့်ရင်ဒီအချက်ကိုသိနိုင်ပါတယ်အမေရိကန်ပြည်ထောင်စုမှာလိုပဲ ပြင်သစ်ပြည်မှာလည်းမိခင်တွေအသက်ကြီးသူတွေအမျိုးသမီးမဂဇင်းတွေက မိန်းကလေးတွေကိုရင်ဖန်းစက်ကူနဲ့ရင်ဖန်းတလို့လင်ဖန်းနဲ့အတတ်ပညာကိုသင်ပေးကြပါတယ်။အဲ့ဒီအတတ်ပညာဟာလဲငားများတဲ့အတတ်ပညာလိုအမဲလိုက်တဲ့အတတ်ပညာလိုကျွမ်းကျင်မှုရှိဖို့လိုတဲ့အတတ်ပညာမျိုးဖြစ်ပါတယ်။အမျိုးသမီးမဂ္ဂဇင်းတွေကမိန်းကလေးတွေကိုအကြံပေးလေးရှိတဲ့ဇာတ်ကားတွေရှိပါတယ်။သိတ်အမြင့်ကို မလန်းပါနဲ့။သိတ်အချိန်ကိုလည်းမမန်းပါနဲ့။လက်တွေ့ကြပါစိတ်ကူးမရင်ပါနဲ့။ အိမ်တွေရမှုတွေထဲမှာဆန္ဒတောင်းတမှုကိုလည်းနည်းနည်းစွပ်စားတဲ့အကြံဉာဏ်မျိုးတွေဖြစ်ပါတယ်။မိန်းကလေးများတိတ်ပြီးလက်ထက်လာခြင်းရင်အဲ့ဒါကိုယောက်ျားလေးတွေကတန်တရားဖြစ်လာတတ်ကြပါတယ်။တိတ်ပြီးလက်ထက်ခြင်းနေတဲ့မိန်းကလေးတွေကိုယောက်ျားလေးတွေကမယုံသင်တာဖြစ်လေရှိကြပါတယ်။ယောက်ျားကလေးတယောက်ဖို့မိန်းကလေးရဲ့အလိုက်ကို ခံရတာထောင်ပြီးအများခံရတာလောက်စိတ်ပျက်စရာကောင်းတာမရှိဘူးလို့ ဘရဂျီယန်လူငယ်လေးတယောက်ကညီးပြလိုက်တဲ့အကြောင်းကိုမဒန်လပရီရဲ့စစ်တမ်းထဲမှာဖော်ပြထားပါတယ်။ဟုတ်ပါတယ်။ယောက်ျားဟာသူတို့ကိုညှို့ကွင်းထောင်ပတ်တတ်တာမျိုးဘေးကနေပြီးတော့လွတ်အောင်ကြိုးစားပြီးရုံးထွက်လေးရှိကြပါတယ်။မိန်းကလေးတယောက်ရဲ့ရွေးချယ်ပိုင်ခွင့်ဟာတော်တော်ကလေးကြီးမြောင်းပါတယ်။သူဟာလက်မထက်ပဲလွတ်လပ်စွာနေနိုင်တယ်ဆိုတဲ့အချက်ကိုသဘောပေါက်နားလဲမှ သူ့ရွေးချယ်မှုဟာလည်းလွတ်လပ်တဲ့ရွေးချယ်မှုဖြစ်နိုင်ပါလိမ့်မယ်။ မိန်းကလေးကအိမ်အောင်ဘက်အဖြစ်ရွေးချယ်ဖို့စဉ်းစားတဲ့အခါမှာကိုကိုကိုစိတ်ပြက်တာရောတွက်ချက်ရတာရောတိတ်ခါဆဲရတာတွေရော အများကြီးကြော်ဖြတ်ရပါတယ်ဒီလိုကြော်ဖြတ်ပြီးမှယောက်ျားတယောက်ကို လက်ထက်ရတော့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချပြစ်တာပါလွယ်လွယ်နဲ့ချရတာမျိုးမဟုတ်ပါဘူး तू စဉ်းစားနေတဲ့အမျိုးသားဟာကျမ်းမာရေးအရာဂုံအစင်အတန်းရတန်းဝင်ပြီဆိုရင် သူ့ကိုလက်ခံလိုက်ရတော့ပါပဲချစ်တာမချစ်တာတွေကိုမစဉ်းစားနိုင်တော့ပါဘူး မိန်းကလေးကလက်ထက်ထိန်းများကြီးကိုလိုချင်တောင်းတနေပေမဲ့တပြိုင်နက်တည်းမှာအိမ်အောင်ပြုတ်ရမှာကိုကြောက်နေတတ်တယ်။အိမ်အောင်ပြုတ်ရဲဆိုတာယောက်ျားကလေးထက်မိန်းကလေးမှာပိုပြီးအကျိုးများတဲ့ကိစ္စတရက်ဖြစ်နေတော့တဘာဝကြစွာပဲမိန်းကလေးဟာယောက်ျားကလေးတွေထက်ပိုပြီးလိုလားတောင်းတတတ်ကြပါတယ်။ဒါပေမဲ့တပြိုင်နက်တည်းမှာပဲအိမ်အောင်ပြုတ်တာဟာ မိန်းကလေးတွေအတွက်အကျိုးများသလိုစွန့်လွတ်လိုက်တာလည်းအများကြီးပါပဲ။ ။ဘာဖြစ်လို့လဲဆိုတော့အိမ်အောင်ပြုတ်လိုက်ခြင်းဟာမိန်းကလေးကို သူ့အတိတ်ဘဝကြီးတစ်ခုလုံးနဲ့လုံးဝအဆက်အသွယ်ပြတ်သွားစေလိုပါပဲ။အထက်မှာဖော်ပြခဲ့တဲ့အတိုင်းအပြူပေါ်ဝင်စားမိန်းကလေးများဟာသူတို့ရဲ့ဖခင်အိမ်များကိုခွဲခွာသွားရမှာကိုတော်တော်ဝင်လေးတက်ကြပါတယ်။အိမ်အောင်ပြုတ်ဖို့ရဲ့နီးကလေးလေးဖခင်ရဲ့အိမ်နဲ့ခွဲရမှာကိုစိုးရင်ကြောက်ကြတတ်လေလေဖြစ်လာတတ်ပါတယ်။ညူယိုးစေယောဂအစပြုတာဟာအဲ့ဒီအခြေမျိုးဖြစ်တတ်ပါတယ်။ ယောက်ျားကလေးများအဖို့လဲသူတို့မှာတာဝန်သစ်တွေကိုထမ်းရတော့မယ်ဆိုပြီးအဲ့ဒီချိန်မှာဝင်လေးစုံဆိုင်တယ်လို့ဖြစ်နေတတ်ကြပါတယ်။ဒါပေမဲ့ယောက်ျားတွေထဲမိန်းကလေးများမှာဒီစိုးရင်စိတ်ကြောက်စိတ်က ပိုကဲတတ်ပါတယ်။တခါတလေမှလည်းမိန်းကလေးများကအိမ်အောင်ပြုတ်ဖို့ကြောက်တဲ့စိတ်ဟာလိန်အတွေ့အကြုံတွေကိုကြောက်လို့အပြုတ်ပေါ်ဝင်စားမှာကိုခန္ဓာအပြောင်းလဲသွေးသားအပြောင်းလဲဖြစ်တတ်ခဲ့တာတွေကိုစိုးရင်ပြီး အိမ်အောင်ပြုရမှာကိုကြောက်တဲ့စိတ်တွေဖြစ်ပေါ်တတ်ပါသေးတယ်။ဥပမာအားဖြင့်အပြူရည်ပြက်မှာကိုကြောက်တတ်ပါတယ်။ဒါပေမဲ့အများအားဖြင့်တော့မိန်းကလေးတွေအိမ်အောင်ပြုရတာကိုကြောက်တာဟာသစိမ်းတယောက်ရဲ့ထံမှဘဝကို ပုံအပ်လိုက်ရမှာမို့လို့မိသားစုနဲ့ခွဲရတော့မှာမို့လို့ကိုယ်တသက်လုံးနေလာခဲ့ရတဲ့အိမ်နဲ့ခွဲရတော့မှာမို့လို့ကြောက်ကြတာပုံများပါတယ်။တခြားရှောင်လွဲစရာအကြောင်းမရှိလို့လက်ထက်တာမျိုးပဲဖြစ်စီ ဘေးဘဝင်ချင်းကတိုက်တွန်းလို့လက်ထက်ရတာမျိုးပဲဖြစ်စီတခြားသောငွေရေးကြေးရေးနေရေးထိုင်ရေးကိစ္စတွေကြောင့်မရှောင်လွှဲတာလို့လက်ထက်ရတာပဲဖြစ်စီကိုကိုတိုင်းကဇနီးတယောက်နဲ့မိခင်တယောက်နဲ့အများသူငါဘွားမျိုးကိုအားကျလို့ပဲဖြစ်စီဘာကြောင့်ပဲလက်ထက်လက်ထက်အိမ်အောင်ကြတဲ့မိန်းကလေးတိုင်းမှာအိမ်အောင်ပြူတာကို စိတ်ထဲကကြိတ်ပြီးစန့်ကျင်နေတာသူ့ရဲ့အတွင်းတန်တာမှာကြိတ်ပြီးစန့်ကျင်နေတာမျိုးတော့ရှိတတ်ပါတယ် ဲ့ဒီလိုရှိတာကိုမမေးဖြောက်နိုင်ရင်တော့အိမ်တော်ကြီးမှာဘဝခီးရာခက်ခဲတဲ့ခရီးဖြစ်လာနိုင်တယ်။တယောက်နဲ့တယောက်နှိမ့်နိုင်လို့မရတဲ့တစ်ဖက်ဆောင်းနေအိမ်တော်ကြီးဖြစ်လာနိုင်တယ်ဆိုတာကိုတော့သတိပြုဖို့လိုပါတယ်။အဲ့ဒီတုန်းကတော့အိမ်တော်ကြီးဟာအချစ်ပေါ်မှာအခြေတည်ခဲ့ကြတာမဟုတ်ပါဘူး။ဒါကြောင့်မို့ထင်ပါရဲ့ fresh ကလင်းရောက်ကြားလို့မြည်သည်ကိုချစ်သူရဲ့နေရာတွင် လူစားများတာဖြစ်၏ကိုချစ်သူမဟုတ်ဘီလို့ပြောခဲ့တာထင်ပါရဲ့ ကိုချစ်သူမဟုတ်တဲ့လူတယောက်နဲ့အိမ်အောင်ပြုခဲ့ရတာဟာလေမတော်တဆဖြစ်လာခဲ့တာမဟုတ်ပါဘူးဒီစဲလူနေမှု စနစ်ကြီးကဒီအတိုင်းဖြစ်အောင်တွန်းပို့နေခဲ့တာကိုယောက်ျားနဲ့မိန်းမတို့ရဲ့လိမ်မှုနဲ့စီးပွားရေးအရာပေါင်းဖော်မှုဟာလူအဖွဲ့စည်းအတွက်အကျိုးဖြစ်ထွန်းစေလီတော့ဒီအတိုင်းပဲဖြစ်လာခဲ့ကြရတာပေါ့ဒီနေ့ခေတ်ကိုယ်တိုင်ကအဖအုပ်ဆိုးတဲ့လူအဖွဲ့စည်းမှာဆိုရင်မိန်းကလေးနဲ့ယောက်ျားလေးတို့ဟာ တယောက်နဲ့တယောက်မြင်အောင်မမြင်ဘူးကြတဲ့အဖရဲ့ရွေးချယ်ပေးမှုရအိမ်အောင်ပြုကြရစေပါဒီတော့အချစ်ကိုအခြေတည်တဲ့အိမ်အောင်ရေးဆိုလို့ဘယ်မှာရှိနိုင်ပါတော့မလဲပြောစရာမလိုတော့ဘူးပေါ့အဲ့ဒီလို လူအဖွဲ့စည်းများတော့ယောက်ျားဟာမိန်းမကိုယူတယ်မိန်းမကယောက်ျားကိုယူတာမဟုတ်ဘူးမိန်းမတွေအများကြီးတယ်ကိုကြိုက်ရာကိုယောက်ျားကသူ့အကြိုက်ကိုယူတာဖြစ်တယ်မြတ်တန်းတင် ခေါင်းစဉ်ငယ်လေးတစ်ခုကိုဖတ်ပြပေးချင်ပါတယ်။ခေါင်းစဉ်လေးကတော့ကျင်စာဦး19ရာစုနှစ်တွေအတွင်းမှာတော့ပြင်သစ်လူလက်တန်းစားတွေရဲ့သဘောထားအမြင်ဟာနည်းနည်းပြောင်းလာခဲ့ပါတယ်။လက်ထက်ထိန်းများရေးကို ထိမ့်သိမ့်ဖို့ကာကွယ်စောင့်ရှောက်ဖို့ကြိုးပမ်းမှုတွေရှိလာခဲ့ပါတယ်။တစ်ဖက်မှာလည်းအတွေးခေါ်ပုဂ္ဂလိကဝါဒထုံးကားဖွံ့ဖြိုးလာခဲ့တဲ့အတွက် feminism လို့ခေါ်တဲ့အိတ္တိယဝါဒကိုချိုးနှိမ်မှုဆိုတာ အခက်အခဲရှိလာခဲ့တယ်။စိန်ဆိုင်မော်ဖော်ရီယာဂျော့စင်စတဲ့ရိုမန်တစ်ဝါဒီတွေခိုင်းသားတွေဟာလူတိုင်းမှာချစ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အယူအဆကိုပြင်းပြင်းထန်ထန်ရှေ့တန်းတွင်ကြွေးကြော်လာခဲ့တယ်။လက်ထက်ထိမ်းမြားခြင်းပြုတဲ့နေရာမှာအရင်တုန်းကပြစ်ပယ်ထားခဲ့တဲ့အချစ်ကိုလည်းထည့်သွင်းစဉ်းစားရမယ်။တနည်းပြောရရင်လက်ထက်ထိမ်းမြားခြင်းဆိုတာဟာလူကြီးသဘောတူယုံနဲ့မဖြစ်ဘူး။လူငယ်တွေကာယကံရှင်တွေကိုယ်တိုင်ရဲ့ ချစ်ခင်ဆုံးမမှုကိုလည်းပါရမယ်လို့တောင်းဆိုလာခဲ့ကြတယ်။အဲ့ဒီအချိန်လောက်တွင်မှာပဲလင်ချစ်မယားချစ်ဆိုတဲ့အယူအဆတွေပေါ်လာခဲ့တာပါပဲ။လင်ချစ်မယားချစ်ဆိုတဲ့အယူအဆဟာတခြားမဟုတ်ပါဘူး။လူကြီးမိဘတွေကပေးစားလို့ယူခဲ့ကြရပေမဲ့အိမ်အောင်ကြသွားပြီးလင်ရမယားရဲ့လို့ပေါင်းသင်သွားကြရရင်ချစ်သွားကြတာပဲဆိုတဲ့အယူအဆဖြစ်ပါတယ်။ဘောဇက်ကပြင်းထန်လူလဲတန်းစားရဲ့အိမ်အောင်ကြီးစနစ်နဲ့အချစ်သည် အခြေခံအဖြစ်မတူကွဲပြားခြားနားသောအရာ ဖြစ်သည်လို့ပြောခဲ့မှုပါတယ်။သူဆိုလိုတာကပြင်သစ်လူလက်တန်းစားရဲ့လူကြီးမိဘတွေသို့မဟုတ် ပွဲစားတွေသို့မဟုတ်ဖင်ဂျီဘာသာဝင်ဘုန်းကြီးတွေရေးချယ်ပြီးအိမ်အောင်ချပေးတဲ့စနစ်ဟာအချင်းနဲ့တခြားစီဖြစ်တယ်။အခြေခံအဖြစ်ခြားနားတယ်လို့ပြောလို့ရင်ဖြစ်ပါတယ်။ဒါပေမဲ့သူကအိမ်အောင်ပြုခြင်းလက်ထက်ထိန်းချခြင်းဆိုတဲ့ကိစ္စဟာ နှစ်ဖက်ပြောဆိုဆွေးနွေးပြီးလုပ်ကြတဲ့ဗရိညာတစ်ခုဖြစ်တယ်။ယောက်ျားတွေက လုပ်ငန်းတစ်ခုဖြစ်တယ်။အဲ့ဒီလုပ်ငန်းမှာအချက်ဟာဘာမှအထိပ္ပယ်မရှိတဲ့အရာဖြစ်ရောက်နေရတယ်လို့သူကယူဆပါတယ်။အဲ့ဒီတော့ကပြင်းထန်လူလက်တန်းစားရဲ့အိမ်တော်ကြီးစနစ်နဲ့အချက်ဟာတခြားစီဖြစ်နေပါတယ်။ဒါကြောင့်မို့အချက်နဲ့အိမ်တော်ကြီးကိုပေါင်းဆက်ပြီးကိစ္စဟာတော်တော်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်လာပါတယ်။ဒသနာဆရာကြီးအိမ်တော်ကြီးကတော့ ဆုံးဖြတ်ချက်တည်းရဲ့ဖြစ်တယ်လို့ပြောခဲ့မှုပါတယ်။ဤနဲ့ပတ်သက်လို့နီလန်ပေးလမ်းပြတွေလောက်ကြတဲ့အိမ်တော်ကြီးကျန်းတွေအများပြပေါ်ပေါက်လာခဲ့ပါတယ်။အဲဒီစာအုပ်ထဲမှာလင်နဲ့မယားဟာတယောက်နဲ့တယောက်သဟာဇာတာဖြစ်အောင်ဘလို့အလျှော်တင်းလောက်ကြမယ်ဆိုတာကိုရေးခဲ့ကြပါတယ်။စိတ်ကူးဆရာဝန်နဲ့ဆရာဝန်အများပြကလည်းအိမ်တော်ကြီးအကြံပေးပုံကူများအဖြစ်ဆောင်ရွက်ခဲ့ကြပါတယ်။လင်းနဲ့မယားမှာမယားဟာလည်း ဖိုမဆက်ဆံရေးရဲ့အရာတောင်ခန်းစား권ရှိတယ်လို့အားလုံးကလက်ခံအသိမှတ်ပြုထားကြတယ်။မိယောက်ျားပြုလုပ်သူကလည်းမိန်းမကိုဖိုမဆက်ဆံရေးအရာတောင်ပေးနိုင်တဲ့နီးလင်းတွေကိုတည်ထားတင်တယ်လို့ယူဆနေကြတယ်။အမှန်ကတော့လင်းနဲ့များဖိုမဆက်ဆံရေးအရာတောင်ပေးနိုင်တဲ့အရာဟာဆက်တရကျန်းတွေကညှိုးနေနီးနာတွေမဟုတ်ပါဘူး။လင်းယောက်ျားတယောက်ဟာအိမ်အောင်ရေးကျန်းတွေ ရှတ်ရတန်းတွေကိုအလို့ရနေုံနဲ့ဇနီးချိတ်အောင်မလုံနိုင်ပါဘူးစိတ်သက်ဆိုင်ရာအခြေအနေကောင်းမွန်မှသာလျှင်ဇနီးဟာကိုယ့်အချစ်ကို တုံ့ပြန်တတ်တာဖြစ်ပါတယ်ရှေးစင်လာရှိခဲ့တဲ့လက်ထက်ထိမ်းမြားရေးထုံးလန်းတလေးတွေဟာအဲ့ဒီချက်ကိုထည့်သွင်းစဉ်းစားလို့မရှိကြပါဘူးအမှန်ကတော့ဂျင်စာဦးဇနီးမောင်နှံများဟာဖိုမဆက်ဆံရေးအသီးအပွင့်ကိုခံစားနိုင်ဖို့အတွက်နှစ်ဦးစလုံးရဲ့စိတ်အခြေအနေဟာလွန်စွာအရေးကြီးပါတယ် အရင်တော့ကအမိအုပ်ဆိုးတဲ့ရှေးဟောင်းလူအဖွဲ့စည်းများဒါမှမဟုတ်အမိအုပ်ဆိုးတဲ့မျိုးတူစုများမှာလက်ထက်ထိမ်းများကနေမိမတယောက်ဟာအပြိုဖြစ်ရမယ်ဆိုတဲ့တောင်းဆိုတတ်မှတ်ချက်မျိုးမရှိခဲ့ဘူးမရှိတဲ့အပြင်အချို့လူအဖွဲ့စည်းများမှာဆိုရင်လက်ထက်ကနေအမျိုးသမီးများကိုကိုးကွယ်ယုံကြည်မှုအကြောင်းများကြောင့်လက်မထက်ခင်မှာအပြိုရည်ပြက်အောင်တော့တမင်လောက်ကြရသေးတယ်ခုထိလည်းပြင်သစ်ပြီးအချို့သောကျေးလက်ဒေသများမှာ လက်မထက်မီအပြိုစစ်ဖြစ်ရေးမဖြစ်ရေးဟာဗရဏမဟုတ်ဘူးဆိုတဲ့ရှေးဟောင်းအယူအဆကြံရှိနေသေးတာကိုတွေ့ရတယ်။အထို့သောအရက်ပြက်မာများဆိုရင် အပြိုစစ်စစ်တွေထွက်တောင်းလင်တယောက်ကိုလွယ်လွယ်ကူကူရနိုင်သေးတယ်။ဒါပေမဲ့မိဘတွေရဲ့တာဝန်ကတော့သူတို့သမီးကို သူခင်မောင်းလောင်းထံကိုပေးအပ်ရမှာအပြိုစစ်ပဲဖြစ်ရမယ်လို့နားလည်ထားကြတယ်။ယောက်ျားဘက်ကကြည့်ရင်လေသူစနီးလောင်းရဲ့ဝမ်းကြတိုက်မှာသူတစ်ပါးရဲ့မျိုးစေ့ပါလာတာမျိုး အဖြစ်မခံနိုင်ပါ။သူနဲ့ပေါင်းဆက်ရမယ်၊သူပိုင်ဆိုင်ရမယ်ခန္ဓာကိုယ်ကို။သူတူးသေးပိုင်မယ်ဖြစ်ချင်တာပေါ့။အပြိုစစ်တယ်ဆိုတာကျင့်ဝတ်သိက္ခာအရာပဲជីជី။ဘာသာတရားအရာပဲជីជី။ကိုယ်ကိုယ်ယုံကြည်မှုနဲ့ပဲជីជី။အလွန်တန်မိုးရှိတဲ့အရာဖြစ်တယ်လို့ယခုတက်တိုင်းအတိအမှန်ပြုနေကြစေဖြစ်ပါတယ်။မင်းကလေးရဲ့မင်္ဂလာဦးညဟာလွန်စွာရင်ခုန်ရပါတယ်။အစင်အလာရမိမိတို့နှစ်ဦးရဲ့ဖိုးမဆက်ဆံရေးကိစ္စကို လူပုံအလဲမှာလူမှုရေးအခမ်းအနားတစ်ခုအဖြစ်နဲ့ကျင်းပခဲ့ကြပြီးပြီသူတို့နှစ်ဦးဟာမျက်လုံးအစုံပေါင်းများစွာရဲ့အလဲမှာအကျင်လင်များဆိုပြီးအကြည့်ခံခဲ့ကြရပြီးပြီဒါပေမဲ့မင်္ဂလာမောင်ဝနန်တို့ဟာသူတို့ရဲ့အိတ်ခမ်းလေးကို ရောက်တဲ့အခါမှာတော့လူမှုရေးထုံးစံတွေကိုလိုက်နာနေကြတယ်ယောက်ျားတယောက်နဲ့မိန်းမတယောက်တို့မဟုတ်တော့ပဲလွတ်လပ်တဲ့လူသားတွေတူးချင်းပုံကူတွေဖြစ်သွားကြတယ်သူတို့အပွေဖက်တွေကိုလည်း ဘယ်မျက်လုံးကားမှလိုက်လံကြည့်ရှုခြင်းမရှိကြတော့။စာရေးဆရာမကိုလတ်ဟာသူ့အသက်73နှစ်လောက်တုန်းက မင်္ဂလာဆောင်တစ်ခုကိုရောက်သွားပါတယ်။ရောက်ပြီးခဏအကြာမှာတငယ်ချင်းတစ်ယောက်ကဂျင်စာဦးဇနီးမောင်နှံကိုအိတ်ကြမဲ့မင်္ဂလာအိတ်ခန်းကို လိုက်လံပြပါတယ်။ဒီမှာအပြိုကလေးတစ်ယောက်အနေနဲ့မင်္ဂလာအိတ်ခန်းကို သူ့ဘလူကြောက်ရွံ့နေပုံဘလူခံစားရပုံကိုရေးထားပါတယ်။ဂျင်စာဦးတို့ရဲ့အိတ်ခန်းပါကလား ခမင်းမြေခတ်တင်းချင်းနှီးအောင်ရဂရင်ကြီးကိုကန့်လက်ကကာထားသည်ဂရင်မော်ရင်ငှမွေးသွတ်မွေရထူကြီးတစ်ခုခင်းထားပြီးထုံမွေရပေါ်တွင်ငန်းမွေးသွတ်ခေါင်းအုံးများကိုဆင့်စီထားသည်ထိုအိပ်ရာသည်ချွေးနှံ့တွင်အမွှေးနှံ့တွင်လူနှံ့တွင်စားတောက်ဖွေရာနှံ့တွင်မှုန်နေသောတနေ့တာကုံဆုံးရာနေရာဖြစ်သည်မတာမီကျင်စာဦးဇနီးမောင်နှံတို့သည်ဤနေရာသို့ရောက်လာကြပြီတော်မူ ကျမသည်ထိုเจ้าကိုရခင်ကမတွေးမိခဲ့ပါကိုလက်ကလပခန်းနာတဲ့လူမှုရေးအဆောင်ရောင်တွေမင်္ဂလာအခမ်းအနားတွေနဲ့ကလန့်ကကာထားတဲ့ဂရင်ကြီးပေါ်ကအဟိတ်တရိษံသဘောဆောင်နဲ့လှုပ်ဝဲစမ်းကြယ်မှုကို꽈ချားပုံကြီးကိုကြည့်ပြီးထိတ်လန့်တုန်လှုပ်နေတယ်တအံတော်ဖြစ်နေတယ်တကယ်ကတော့မင်္ဂလာခမ်းနာဆိုတာဟာမိမကိုလူတယောက်ဖြစ်သဘောထားတဲ့အခါကြတော့မှ ပုံကိုတူချင်းကအဖြစ်သဘောထားတော်မှယောမတိုင်းတို့မှာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။ယင်းတော့ကတော့ပစ္စည်းတစ်ခုအဖြစ်ကြုံတယောက်ဖြစ် မိမတွေကိုသဘောထားကြတယ်။ညတန်းတဲ့နာစင်ပြီးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒါနာဆောင်ပြရမယ်ဒီနေ့အတရားညတလုံးလက်ချင်းနဲ့မတွေ့ဘာလုံးရဲ့မြေဒါနာဆောင်ဒီနေ့အတရားမြတ်တာလွတ်လပ်ခြင်းနဲ့ပြည့်အားလုံးရဲ့